င်္ဂလာပါရှင်ရှယ်ကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တကြီးစပီးပညာရှင်များပူဇော်ကြောဝဲအတွက်အလူငယ်များစက္ကတ်လူရဲနေတဲ့သတင်းဖြစ်ပါတယ်1389ခုနှစ်မြန်မာနိုင်ငံစာစတော်နေ့အချိန်မှ38ချိန်မြောက်တကြီးစပီးပညာရှင်များပူဇော်ကြောဝဲအတွက်အလူရှင်များကအလူငယ်များဆက်လက်လူရန်ကြရာအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီယုံကအလူငွေချက်သိန်းတရာရန်ကုန်တိုင်းဒေသကြီးအစိုးရဝယ်ကငွေချက်288သိန်းတာဂီတာမြို့နယ်စာရေးဆရာအတင်းဝင်းဆရာနန်းအွန်လိုင်း ဆရာမတီရီနန်ထက်ဆန်မိသားစုဆရာကြီးတက္ကသိုလ်တမောင်ထွေးနေရီကန်အားနေရီကန်မိသားစုတို့ကငွေကြက်ရည်စု၍စေသိန်းကြီးကွယ်လွန်သူဥကျော်ဝင်းပုပ္ပရိဖုံးဆွေအားရည်စု၍ဇနီးဖြစ်သူဒေါ်ဘေဘီမြင့်ရွှေဘူတီရီမာလာမိသားစုကငွေကြက်တသိန်းတပေါင်းဥညွန့်တင် မောင်ငင်းသူဂျိုးမင်ကောက် ဆရာဦးကျော်မြင့်ကြီးရဲ့နဲ့ကြံကင်းမြို့နယ်စာရေးဆရာအသင်းတို့ကငွေကြေးတသိန်းစီဒေါခင်အေးတန်းစာရေးဆရာမခင်ဆွေလက်တောင်ငူမြို့နယ်စာရေးဆရာအသင်းအလုံးမြို့နယ်စာရေးဆရာအသင်းနဲ့ကြပတောင်းမြို့နယ်စာရေးဆရာအသင်းတို့ကငွေကြေး9000စီမောင်ကျော်စိုးနတ်တာမီကငွေကြေးတသောင်းပေးရလှူဒန်းကြရာအသင်းဥက္ကဋ္ဌဖြစ်သူဦးအောင်မောင်မြို့မှောင်းနိုင်မှုနှင့်အတွင်ရမှုဥညွန့်ခြင်းမောင်ငင်းသူဂျိုပင်ကောက်တို့ကလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါသည် အလူငွေဖြစ်စေအလူပစ္စည်းဖြစ်စေလူပြန်လူပါကမြန်မာနိုင်ငံစာရေးဆရာအသင်းအမတ်193မြင်းဆောင်195ဘန်ဆရန်နဲ့အလေကျောက်တရားမြို့နယ်ရန်ကုန်မြို့ဖုန်း3ညင်း252 4တခွန်39 45 39 39 46တို့ဆက်တွေ့လူတဲ့နိုင်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြဖို့လာတာပါ